ကျွေးမွေးပြုစုလာတဲ့မိခင်ကြီးအတွက်တင်းတောင်းချီတဲ့တန်မိုးကြီးတဲ့အင်တလုံးဝယ်ပေးခဲ့တဲ့မြမကုံဆောင်ကစားသမားကျော်ရွှာပန်၊လဝေကစားသမားကမိခင်ကြီးကိုတင်းတောင်းချီတန်တဲ့အင်ကြီးကိုဝင်နေတယ်လို့ကဘာမမပထမအောင်ဆုံးမြမလူမျိုး UFC ချန်ပီယံဖြစ်နေမြမကုံကိုဆောင်နိုင်ဖို့နီးစပ်နေရကမြမနယ်ပေါ်ချင်းတိုင်းတော်ကျော်ရွှာပန်ပဲဖြစ်ပါတယ်။ဒါအပြင်ခုဆိုရင်ကျိုးရှောပါဟာမချောင်ငယ်ရပိုင်းတွင်ဇွန်လ28ရက်နေ့မှာ USC Featherweight တန်းနဲ့ နံပါတ်၁ကစားသမား Brando Rivi နဲ့ကစားရမှာပဲဖြစ်ပါတယ်။ကမ္ဘာပေါ်ကကစားသမားဖြစ်လာဖို့လည်းအခွင့်အရေးရှိနေပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကအပိနေကြတာပါ။အခုချိန်မှာတော့အသက်23နှစ်ရွယ်သားရှိသေးတယ်ဂျိုရှွာပါဟာအခုလရှိကမ္ဘာပေါ်မှာအဆင်ပြေဆုံးပြိုင်ပွဲ UFC မှာစားကြုံချုပ်ဆိုကစားနေတာဖြစ်ပြီးတော့ရှစ်ပွဲမှာခုနှစ်ပွဲစတိုင်အနိုင်ရထားတာပါ။ဒါကြောင့်လည်းကမ္ဘာပေါ်မှာအလားအလာရှိဆုံး MMA ကစားသမားဖြစ်နေတာပါ။အခုချိန်မှာတော့ဂျိုရှွာပါဟာ အောင်မြင်မှုအသေးပွင့်တွေကိုခန်းစားနေရတယ်လို့ဒီလိုအခြေအနေကိုလွယ်လွယ်ကူကူရခဲ့တာမျိုးလည်းမဟုတ်ပါဘူး။ဂျော်ရှွာဘန်ကအင်တာဗျူးတစ်ခုမှာမြန်မာနိုင်ငံကနေအမေရိကန်ကိုပြောင်းရွှေ့လာခဲ့စဉ်ကအနိုင်ကျင့်ခံရတာကြောင့်ကိုကိုကိုကာကွယ်ဖို့ကိုခန့်ပညာကိုစူးစမ်းနေလိုက်ရင်လည်းအကောင်းဆုံးဖိုင်တာတစ်ယောက်ဖြစ်လာတာကိုဆိုပါရင်ဂျော်ရှွာဘန်ပြောပြတာကကျွန်တော်အသက်၁၂နှစ်လောက်အရွယ်မှာအမေရိကန်ကိုဆိုင်းရောက်ခဲ့ပါတယ်။အဲဒီအချိန်တုန်းကကျွန်တော်ကအင်္ဂလိပ်လိုလည်းကောင်းကောင်းမပြောတတ်ပါဘူး။အမေရိကန်ကြောင့်လည်းဘာတစ်ခုမှမသိပါဘူး။အဲ့တော့အနိုင်ကျင့်ခံရတာပေါ့ဗျာ။ ။ကျောင်းမှာလမ်းထဲမှာကျွန်တော်နာမည်ကိုမမရင်ရင်ခေါ်ရင်ကြတယ်။ကျွန်တော်တို့အဲ့လိုအနိုင်ချင်းမခံရအောင်တခုတည်းသောကာဝန်ကြီးကတော့အနိုင်ချင်းတွေကိုပြန်တိုက်ခိုက်ရင်ရဖြစ်ပေါ်ပါပဲလို့အမေရိကန်မှာခွဲခြားခံရတဲ့အကြောင်းကိုပြောလာပါတယ်။ဒီလိုနဲ့ဇန်ဟာသူ့လူရင်းအနိုင်ချင်းအောင်ပေါင်းစင်တဲ့တိုက်ခိုက်ရေးပညာတွေကိုလေ့လာရင်လူတွေနဲ့ရံဖြစ်ရတာတပ်ပုံရတာကိုသဘောကျလာပါတယ်။ဒီလိုနဲ့ဒီနေ့မှာတော့ဗန်တယောက်ရံဖြစ်ပြီးပြန်လာမှာပဲ။ဗန်ရဲ့အတော်ကတတိရှိတော့တကယ်တတိရှိရင်ရောက်ကြောင်းကောင်းဆိုရင်အတိုင်းပြင်းတဲ့လူမျိုးမိသားစုအကျိုးရှိအောင် တနည်းနည်းနဲ့ပေးဆိုင်ရမှာလမ်းမေးတွေမှာတိုက်ခိုက်နေလို့မဟုတ်ဘူးလို့ဆုံးမလိုက်တဲ့အချိန်မှာပဲဗန်တရားသူချစ်တဲ့မြန်မာနိုင်ငံကိုကိုဆောင်ဖို့ဤခင်ကြီးကိုအင်ဝင်နိုင်ဖို့အတွက် MMA ပညာကိုစူးစမ်းနေလာတင်ပါတော့တယ်။အဲဒီနောက်မှာတော့ဗန်ဟာ MMA ပြန်ပွဲအသေးလေးတွေမှာစတင်ထိုးတက်ရင်တပြေးပြေးနဲ့နာမည်ကြီးလာက Ferrari Fighter Championship Featherweight တန်းမှာ Flyweight Champion ဖြစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အရှေ့တိုင်းအာဆာမှာနာမည်ကြီးနေတဲ့ MMA ပြန်ပွဲ One Championship နဲ့စာချုပ်ချုပ်ဆိုတဲ့ခွင့်ရရှိခဲ့ပေမဲ့ ဂျိုရှွာမန်ကဝမ်ချန်ပီယံရှစ်ထက်ပို့ပြီးတော့အဆင့်မြင့်ကပို့ပြီးတော့စိန်ခေါ်မှုများရင် USC Fly ပြန်ပွဲမှာပဲသွားကစားဖို့ရွေးချယ်ခဲ့တာပါကော်နာမက်ဖီကောတော့ကာရက်တိုလို့ကဘာမမထိတ်တန်းဖိုင်တာတွေကစားဖို့ရင် USC လိုပြန်ပွဲမှာဂျိုရှွာမန်ကကစားဖို့အတွက်သူရဲ့ပါရမီနဲ့လက်စွမ်းတွေနဲ့ကန်တရားကခင်ဗျာချခဲ့တာပါခုဆိုရင်ဂျိုရှွာမန်ဟာကဘာကျော်ကစားသမားဖြစ်နေပြီဖြစ်တယ်လို့မိခင်ကြီးကလည်းအိမ်တလုံးဝယ်ပေးနိုင်ခဲ့ပါပြီဂျိုရှွာမန်ကသူ့မိကိုဝယ်ပေးလိုက်တဲ့အင်းရဲ့တန်ဖိုးက ိန်18000ရန်ဝင်ကျင်ရှိပါတယ်။ကမ္ဘာကျော် UFC ကစားသမားတွေတော့ဒီလိုဝင်နိုင်ဖို့နှစ်တွေအကြာကြီးစူးစမ်းခဲ့ရပါတယ်။ဘန်ရော UFC ရောက်တာတော့မှမကြားသေးပါဘူး။ချက်သိန်း2000နီးပါးရှိတဲ့အင်္ဂဝင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါပြင်ဘန်ဟာတနေ့အတွင်းကို6ပွဲလောက်ကစားထားတာပါ။ဒီတော့အမေနဲ့အမိမြန်မာနိုင်ငံကိုတည်တက်တဲ့ဂျိုးရှွာပဲတရားအနာဂတ်မှာလည်းဘယ်လောက်တောင်တောက်ပနိုင်မလဲဆိုတာကိုစောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်။